ားလုံးမမင်္ဂလာပါခင်ဗျာ Nightingale Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညရဲ့ Champion League ပွဲကောင်းရှုပ်ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ကကသတူးရဲ့ရောင်းပွဲအဆင်ပြေခဲ့ပါတယ်ခင်ဗျာလာဒီယိုအသင်း၉ပေါင်းပေါ်ပေါင်းတရာထပ်ဖြစ်ခဲ့ပါတယ်ကျွန်တော်ရဲ့မမာတွေလည်းမနေ့ကအဆင်ပြေခဲ့ပါတယ်ဒီညမှာလည်းသတူးကရောင်းပွဲထွက်ပါလိမ့်မယ်စိတ်ဝင်စားတဲ့သူတွေ comment မှာပါညာတွေပေးထားပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ် နောက်တစ်ခုကဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုဟာပြန်အသံနဲ့ရန်ဆူနေပါလိမ့်မယ်ဗျာကျွန်တော်ကမ်ပိန်းမှာ South Indian နေအိန္ဒိယတောင်ပိုင်းသားတွေ South Indian မဟုတ်ပါဘူး South Indian လို့ပြောတာဖြစ်ပါတယ်သူတို့ပြောင်းလာတာဖြစ်တဲ့အတွက်ဘာသာတွေစကားများနေရလိမ့်မယ်နောက်တစ်ခုကဒီနေ့မှာသူတို့ရဲ့ပွဲတော်နေလည်းဖြစ်တဲ့အတွက်ဟိုပုံမှန်တစ်ခုအသံနဲ့ရန်ဆူနေပါလိမ့်မယ်တိကမီနာတော့ကျွန်တော်လည်းမြန်မြန်လေးပဲတွေ့သွားလိုက်ပါမယ်ဗျာအလက်နောင်နဲ့ကလပ်ဘရုကစားမဲ့ဘွဲက17:15မိနစ်ကရာသီရှုံးထွက်မှာဒီနေ့တင်တွေ့ဖို့တဲ့ကလပ်ဘရုကနိုင် အလန်နာဘွဲမှာအဲတုန်းကတော့အလန်နာကတော်လေးကောင်းတဲ့အသင်းဆိုတော့ body jet နှုတ်90ပေးတယ်ကိုမောင်ကြီးက360ပေးခဲ့အလန်နာက round 1မှာဝေးဘက်မှာ BSC ကိုကိုပြတ်ချုံးပြီးတော့သူကြေကျတယ် body အပေါ်ဖြစ်ခဲ့တယ်ကိုမောင်မှာလည်းအပေါ်ဖြစ်ခဲ့တယ်လက်ရှိဒီအသင်းကတော်လေးခတ်မရခတ်တဲ့အသင်းကျင်းမောင်ဘူးဆိုပေမဲ့ရလက်တွေမကောင်းတာမျိုးမဟုတ်ဘူးတမတ်တမတ်တော့သူရအောင်ယူတယ်ဗျ club တို့ကြတော့လက်ရှိ current form မှာဘယ်ကောင်နဲ့တွေ့တွေ့တိုက်စစ်ဖွင့်ပြီးတော့ကိုသူကစားတယ်ကိုလည်းပေးတယ်သူကိုလည်းရအောင်လည်းယူတယ်ဒီဘွဲဒီ မနစ်ကသူတို့တွေးခဲ့တဲ့အလန္တာမဟုတ်တော့တာအတွက်ပို့ပြီးတော့တောင်းဒီအသင်းတွေတိုက်စစ်ဖွင့်ကစားလာနိုင်မယ်လို့ကျွန်တော်ယူဆတယ်။ဒီဘောဆတဲ့ချိန်မှာအလန္တာကဘော်ဒီချိန်ဝမ်ပေါင်း80ခွန်ဂိုးပေါင်းချိန်က3ပေါင်း20အခုနေ့နဲ့2:30ခွန်မှာကျတော့တရေနှုတ်100ထိဖြစ်လာတယ်ဂိုးပေါင်းချိန်က 3D ဝင်ရိုးဖြစ်လာတယ်။ဒီဘက်မှာကျွန်တော် Club Brugge အသင်းရဲ့ဘော်ဒီတရောင်းမဲ့ကြိုက်တယ်ဒီအသင်းတွေဒီပွဲမှာအလန္တာကိုကောင်းကောင်းပခုံးချင်းရှင်ပြနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ Current MRD နဲ့ Real Madrid ကစားမဲ့ဘွဲက7:15မှာပဲ ဒီနေ့တင်ကြားမှာတိုက်တိုက်တွေ့ထားပူးခြင်းအစဉ်လာမရှိဘူးဗျခိုင်ရက် MRD ကကလပ်အသင်းအဆင့်၄၃၀မှာရှိတယ် Real Madrid ကနံပါတ်9နေရာမှာရှိတယ်ဒီနေ့တင်ကြားမှာအဆင့်၄၂၀ကျော်လောက်တောင်ကွာပါတယ်ဗျခိုင်ရက်ကဒီပွဲမှာကလာကွက်ရတာကိုကသူတို့အတွက်ပိုဆုတစ်ခုလိုပဲဘာမှမလိုအပ်တော့ဘူးကလာကွက်ရတဲ့အတွက်ဒီ UEFA ကပေးတဲ့စုချေးသူတို့ရတယ်မတော်တဆမြန်နိုင်ရောက်ခဲ့ရင်သူတို့ထပ်ရမယ်တရေကြောက်ခဲ့ရင်သူတို့ထပ်ရမယ် ဆိုတော့သူတို့အနိုင်ရဖို့ဆိုရင်ဂလာယခတ်တဲ့သူတို့ကာဒစ္စတန်နိုင်ငံရဲ့ရာသူတို့နေထားကိုတည်ပြီးတော့သူတို့ရဲ့အိမ်ကွင်းတွေမှာသူတို့အဓိကအားပြုပြီးတော့ကစားမှာပဲနောက်တစ်ဆင့်တက်ဖို့အတွက်မဟုတ်ဘဲနဲ့ဆူချေးရဖို့အတွက်ကိုတည်ကြအောင်လဲသူတို့ရဲ့ကွင်းမှာသူတို့ကြိုးစားကစားနိုင်တယ်အနိုင်ရအောင်ဆိုရင်လဲသူတို့ရဲ့အိမ်ကွင်းမှာပဲသူတို့ကြိုးစားကစားမှာရဘာကြောင့်လဲဆိုတော့ကာဒစ္စတန်ကွင်းတွေဒီမြက်ခင်တုကွင်းတွေဗျအိုရိုဘတ်တက်ကကစားသမားတွေဒီနာမည်ကျော်ကစားသမားတွေဒီမြက်ခင်တုကွင်းတွေကိုသူတို့ကြိုက်လိကြိုက်တာမရှိဘူးပြီးတော့ကာဒစ္စတန်မှာကစားရရင်လဲကစားရတဲ့ပုံစံကဟိုခက်တယ် ဲ့တော့ကာလစတန်ပဲဖြစ်တဲ့အတင်းကြီးကိုကြည့်ကြည့်ပါသူတို့အိမ်ကွဲမှာကျုံးနေဆိုရင်တော့ခြေပြက်ကိုပြက်အရန်ဖြစ်သွားတာမျိုးမရှိဘူးကာလစတန်ကွဲမှာဆိုကြီးပြင်းနေပြင်းတာမရှိဘူးရီယယ်ကြတော့ရောင်းဝါမှာမာဆေးကိုပယ်ရတီနှလုံးနဲ့သူနိုင်တယ်ဒီရသည်စပိန်ထိပ်သီးနှစ်သင်းမှာရီယယ်မက်ဒရစ်ကိုတိုင်ကူရတဲ့ပုံစံကတစ်မျိုးဘာစီလိုနာသင်းကိုတိုင်ကူရတဲ့ပုံစံကတစ်မျိုးမက်ထရစ်ကိုတရားသိတိုင်ကိုနေရတဲ့ပုံစံကအနိုင်ရဖို့မက်ထရစ်သုံးဖက်ရဖို့အတွက်ကိုတိုင်ကလိုက်ကူပေးနေရတာ ပယ်ရတီမရရင်ရီယယ်မက်ဒရစ်ဒီတရားဒီမှာမနိုင်ဘူးအဲ့ဒါဒီအသင်းရဲ့ကာရန်ဖောင်ပဲသူတို့ကစားခဲ့ပြီးတဲ့ပွဲတွေလိုက်ရကြည့်ပယ်ရတီမရတဲ့ပွဲကတပွဲနှစ်ပွဲပဲရှိသေးတယ်ဒီကနေ့အီဒီကိုနဲ့ပွဲကတက်တယ်ပေါ့ဗျပယ်ရတီလည်းမရတော့မနိုင်တော့ဘာစီလိုနာကိုတန်ကူကနဲ့ပုံစံကြတော့တမျိုးဗျဘာကာကဘယ်သင်းနဲ့ပဲတွေ့တွေ့အနိုင်သုံးမရအောင်ကစားတတ်တယ်ဒါပေမဲ့ကြည့်အောင်ဖို့အတွက်ဆိုတန်ကူပေးရတယ်တန်ကူမှဘာစီလိုနာအသင်းကကြည့်အောင်တယ်သူ့အသာသူတို့သုံးမရအောင်သူကစားတယ်ဒါကဒီနှစ်သင်းရဲ့မတူညီတဲ့တန်ကူတဲ့ပုံစံပေါ့ဗျာ ဆိုတော့ဒီပွဲမှာရောကာသစ်စတာမှာရီယယ်မက်ဒရစ်ကိုတိုင်ကိုအောင်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီပွဲမှာမက်ဒရစ်ခန်းစစ်ပယ်ချန်းကကစားနိုင်တဲ့ဒန်နီကာပါဟဲပွဲပယ်ထိထားတယ်အာနိုလည်းပွဲပယ်ထိထားတယ်ရူဒီဂါလည်းလွဲအောင်မယ်ညာချမ်းမှာတော့ဖရန်ကာစီယာပြန်ပါလာနိုင်မယ်ပြီးတော့ပွဲထွက်ခင်းချင်းမှာအဲ့ဒီအလွန်ဆိုတောင်းတောင်းလုံးနေတဲ့အတွက်အာဒါဂူလာနဲ့ဂျူးစ်ပါလင်ကာရဲ့အပြိုင်မှုမက်ဒရစ်အသင်းကြားမှာဒီနေ့မှာတွေ့လာရနိုင်တယ်ဒီပွဲစတဲ့ချင်းမှာမက်ဒရစ်အသင်းကနေ ဘော်ရီဂျေ365ပေးတယ်ဂိုဘောင်ဂျေက460ပေးတယ်လေးလုံးသွင်းရင်အပေါ်ကိုစုံလိုက်ရသွားနိုင်တဲ့ဂျင်းမျိုးဆိုတော့ရီယယ်မက်ဒရစ်က Garrett MRD လို့သင်းကိုလေးလုံး၅လုံးသွင်းစရာလိုမမလိုတာဗျာသူတို့ကွင်းတစ်ကြီးစောက်ထားတယ်ကျွေးတွေများတယ်မနေ့ကချန်ပီယံလိမှာလဲဘီရမက်ဒရစ်ကလုတ်ပြသွားခဲ့ပြီ128ထဲကိုရောက်အောင်မကစားသွားဘူးချင်းစစ်ပွဲနှစ်ပွဲကစားပြီးမှနောက်တစ်ဆင့်ကိုရောက်အောင်တက်သွားတယ် ဒီရသည်မှာလဲမက်ဒရစ်မှာအဲ့လို plan ရှိရဆိုရင်တော့ဒီဘွဲကအကောင်းဆုံးပေါ့ဗျာ 1C 2C ဆို Real Madrid တွေနောက်တစ်ဆင့်တက်ပြီဆိုတော့ဒီဘွဲမှာကျွန်တော် current MRD သင်ပေါ်တွေကြိုက်တယ်ကိုပေါင်းပေါင်းကိုအောင်ကြိုက်တယ် Buffos နဲ့ Bayern Munich ကစားကြမဲ့ဘွဲကတနအီခွဲမှာပဲဖြစ်ပါတယ် Buffos သင်တွေအဆင့်84မှာရှိပါတယ် Bayern Munich ကအဆင့် number 6နေရာမှာရှိပါတယ်ဒီနေ့သင်ကြောင်းတွေ့ပူးထားတာမျိုးမတွေ့ပါဘူးဗျာဒီရသည် Bayern Munich တွေ Champion ဖြစ်မဲ့အသင်းလို့ကျွန်တော်ကခံမှန်းခဲ့တယ်ဆိုရင် Buffos ကိုဒီရသည် Champion League ရအကောင်းဆုံးဖြစ်မင်းအသင်းလို့ကျွန်တော်ထပ်ပြီးတော့ဆိုခြင်းတယ် မာရီပြကြစ်တယ်ပြဒီအသင်းကလုံးဝကြောက်တရားမရှိတဲ့အသင်းပြီးခဲ့တဲ့ရောမမှာအိုလံပီယာကိုစ်အသင်းကိုပထမပိုင်းပြည့်20လောက်မှာတည်းကကစားသမားတယောက်ရော့နဲ့ပွဲပြည့်တဲ့အထိအပြုံးမပြတ်ပဲကစားသွားတာတမှတ်တောင်ရအောင်ယူသွားသေးတယ်ဆိုတော့ဒီဘက်မှာလည်းဘိုင်မင်းခန်စစ်ကိုကြော်ပြီးတော့သူတို့တဘိုးရအောင်သွင်းသွားနိုင်ခဲ့တယ်ဆိုရင်ဘာမှအံ့ဩစရာမရှိဘူးအဲ့ဒါပတ်ဖို့စ်ဖြစ်နေလို့ပဲသူတို့ရဲ့အဓိကကစားသမားဘလူနိုကတော့ဒီဘက်မှာပြီးခဲ့တဲ့ပွဲကအန်ဒီကတ်ကြောင့်သူတို့ပွဲပဲပြတ်တဲ့အကြောင်းသူတို့လွဲမယ်ဗျဘိုင်ယန်ကြတော့လက်ရှိ ပရိုမိုတိုက်မှာရှိတဲ့တင်းကြီးတွေထဲမှာပွဲပန်းမှုအ ਨੇ ဆုံးအသင့်မဲ့ဗျာ။ဘာကြောင့်လဲဆိုတော့ဂျာမန်ဘွန်ဒက်လီဂါရဲ့အဆင့်တန်းဟာဒီရသေးမှာတော်လစ်နှိမ့်သွားပြီ။ဘိုင်ယန်မြူးနစ်နဲ့ဂျန်နဲ့အသင်းတွေကြားမှာတော်တော်လေးကိုကွာဟမှုဖြစ်သွားပြီဗျာ။ဒီကနေ့ချန်ပီယံလိအဖွဲ့ပွဲမှာလည်းဒီချယ်ဆီတင်းကိုဂိုးပြနိုင်ကစားပြီးတော့ကိုသူတို့ရဲ့အင်အားကိုသူတို့ပြခဲ့ပြီ။ဒါပေမဲ့တခုတော့ရှိတယ်နော်။ဘိုင်ယန်မြူးနစ်ဟာဘယ်ပွဲမှာပဲဖြစ်ဖြစ်အဖွဲ့ပွဲမှာကျွန်တော်တို့မထင်ထားတာလုပ်ပြခဲ့ပြီးပြီဆိုရင်ဒုတိယမြောက်ပွဲမှာလည်းကျွန်တော်တို့မထင်ထားတာမျိုးလုပ်ပြတတ်တယ်။ဘိုင်ယန်မြူးနစ်သမိုင်းကိုလိုက်ကြည့်ကြည့် ဒီဘက်ကစတဲ့ဂျင်းမှာဘိုင်ဘရက်တင်းကနေဘော်ဒီဂျင်းနှစ်နှုတ်တရာပြီးခဲ့တယ်ကိုပေါင်းဂျင်းက၃နှုတ်တရာဖြစ်ပါတယ်အခုနေ့လည်း၃နာရီကျော်တဲ့အချိန်မှာနှစ်နှုတ်65ဖြစ်လာတယ်ကိုပေါင်းဂျင်းက၄အပေါင်း60ဖြစ်လာတယ်ဒီဘက်မှာတော့ကျွန်တော်အောက်ကိုဇွန်လိုက်ကြိုက်တယ်ဗျာပါဖော့စ်တင်းဘော်ဒီကြိုက်တယ်ကိုအောက်ကြိုက်တယ်အဲ့ဒီပါဖော့စ်ရဲ့ဘော်ဒီကိုကျွန်တော်ပို့ပြီးကြိုက်တယ်နောက်ထပ်တစ်ပွဲက Chelsea နဲ့ Benfica ကစားမဲ့ပွဲတနာရီခွဲမှာပဲလက်ရှိ ranking ရတော့ Chelsea တင်နံပါတ်9 Benfica တင်းကနံပါတ်20 20ဖြစ်ပါတယ် တပိုင်းတစ်ချောင်းမာဒီနဲ့တည်းပြင်ကျင်ကျင်တွေ့ဖို့တယ်ပြတွေ့ဖို့တိုင်းမှာချက်စီကကြည့်အตาရထားတာကိုကျွန်တော်တို့တွေ့ရတယ်ပူပူနွဲ့နွဲ့ကိုဒီနဲ့တည်း CWC knock out မှာတွေ့ထားသေးတာအဲတော့ကဂျားပွဲမှာမိနစ်60တွင်တော့တကိုးစီတည်ကြခဲ့တယ်အဲပွဲမှာချက်စီပေးခဲ့တာကတည်ရင်တော့80ဂိုးပေါင်းကြီးက3ပေါင်း60ပြလက်ရှိတရားလေးချက်စီအကြောင်းကိုပြောရရင်အန်ဇိုမာရက်စ်ကာရဲ့အကြောင်းကိုပြောရမှာပဲလက်ရှိ current form ပေါ့ ဒီနီးပြကြောင်လဲဗျမနေ့ကရာသီမှာသူမန်နေဂျာဘွားအစမှာဥရောပရဲ့အရေးအကြီးဆုံးဒီကမ္ဘာပေါ်ကအရေးကြီးဆုံးဖလားနှလုံးကိုချက်စီးအတွက်ရောင်းအောင်သူယူပေးခဲ့တယ်နည်းနည်းလေးအောက်ရှည်လွတ်သွားတယ်တဲ့တူလဲကျွန်တော်တို့အားလုံးဒီဒီလောကထဲမှာပုံစံမျိုးစုံနဲ့ဟိုကျင်လည်နေရတဲ့သူတွေဗျဒီလောကအကြောင်းကိုကိုယ့်လူတွေကောင်းကောင်းသိမှာပါအောက်ရှည်လွတ်လို့မရဘူးမြောက်ကျမြောက်ကျဖြစ်လို့မရဘူးမန်နေဂျာပဲဖြစ်ဖြစ်နာမည်ကျော်ကစားသမားပဲဖြစ်ဖြစ်တက်စတာပဲဖြစ်ဖြစ်ဘောလုံးပွဲကိုပရီဗျူးလုပ်တဲ့လူပဲဖြစ်ဖြစ် စူပလာတွေရနေလို့အကောင်းဆုံးစုတွေရနေလို့နိုင်ပွဲတွေဆက်နေလို့ပွဲတွေအောင်နေလို့မြောက်ကြွမြောက်ကြွဖြစ်လို့မရဘူးအောက်ရှင်လွတ်လို့မရဘူးအောက်ရှင်လွတ်ရင်ဘုံကနေကနလေးပြန်ကြတာလက်ရှိချက်စီတပြားကနည်းနည်းအောက်ရှင်လွတ်သွားတဲ့ပုံပေါ်တယ်ဗျအဲ့မှာသူနည်းနည်းကြောင်သွားတာပြီးခဲ့တဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာအနီကဂိုးသမားထိတယ်ဗျပုံမှန်တက်ကိုတယောက်ယော့ပြီးတော့ကစားရတော့မယ့်အချိန်မှာလမ်းမင်းကဂျလီဘီနီးပြဆိုရင်တော့ဗျနံပါတ်9ရိုးကိုထုတ်ပြီးတော့ခံစက်ကစားသမားထည့်မှာ ဒါပေမဲ့အန်ဆိုမာရက်စကာကလုံးဝအဆန်းကြီးပြ။ကွင်းလက်ကသားသမားတွေအကုန်လုံးတယောက်မှကြံထုတ်ပစ်ပြီးတော့ခန်းဆက်ကသားသမားတွေထည့်ခဲ့တယ်။နံပါတ်9ရိုးကြီးတို့ထီထီထားခဲ့။ပြီးတော့ Brighton နဲ့ကစားခဲ့တဲ့ပွဲသူတို့အနိုင်ရနေတဲ့အချိန်မှာဒုတိယပိုင်းမှာအနေကထိတယ်။နံပါတ်9ရိုးကိုထုတ်ပြီးတော့အဲ့ဒီအနိုင်ကိုထိန်းဖို့အတွက်ခန်းဆက်ကသားသမားထည့်ရမယ့်အချိန်မှာမထည့်ဘူး defensive midfield ကစားသမားကိုသွားထုတ်တယ်။သွားထုတ်ပြီးတော့ခန်းဆက်ကသားသမားထတ်ထည့်တယ်။ ဆိုတော့ဒီပွဲမှာ तू အဲ့လိုသာကြောင်ရင် तू ကိုဆုံးမပြီးလာမဲ့လူကဟိုဆစ်မော်ရီညိုမော်ရီညိုဘလောက်တိတ်အောက်တယ်ပြောပြော तू ကိုတကဘာလုံးကလူတွေကုန်ကြိုက်နေတော့မယ်အင်္ဂလန်ကနေပြီးပြုတ်သွားတယ်တိတ်မကြဘူးဒီအီတလီမှာနီးပြဖြစ်တယ်ရိုမားကနေပြီးပြုတ်သွားတယ်ရပ်ပိုင်းပဲကြာတယ်တာကီယာ तू ကိုခေါ်တယ်အခုတာကီယာပြုတ်တယ်နှစ်ပတ်လောက်ပဲကြာတယ်ဘင်ဖီကာအသင်းမှာနီးပြဖြစ်တယ်လက်ရှိချိန်ထိမော်ကြီးဟာပြိုတိုင်းကြိုက်တဲ့နင်းစီကိုင်ဖြစ်နေတော့မယ်ဗျမော်ရီညိုအသင်းဒီချယ်ဆီကိုပြိုင်ဘက်အဖြစ်နဲ့သူ အင်တာမီလန်နဲ့လာဖို့တယ်မန်ချက်စတာယူနိုက်တက်နဲ့လာဖို့တယ်တော့တန်ဟော့စပါနဲ့သူချက်ဆီနဲ့ကလာခဲ့ဖို့တယ်အဲ့ဒီ၃သင်းနဲ့သူစွတ်ပေါင်းသူ14ဘက်ကလာခဲ့14ဘက်ကလာခဲ့တဲ့နေရာမှာသူ့ရဲ့အသင်းဟောင်းချက်ဆီကိုသူ၅ချိန်မဲနိုင်တယ်၂ချိန်တည်ကြပြီးတော့စွတ်ပေါင်း9ဘွဲရှုံးတာတယ်ဒါက15ဘွဲမြောက်လာကစားတဲ့ဘွဲအဲ့တော့ဒီဘွဲတည်မော်ရီညိုတက်၈ချိန်မြောက်ရှုံးဘွဲဖြစ်မလားဒါမှမဟုတ်၆ချိန်မြောက်နိုင်ဘွဲဖြစ်မလား၃ဘွဲတည်မှတ်တမ်းဖြစ်မလား ဒီဘက်ဆက်တဲ့ချင်းမှာချက်စင်းတန်းကနေဘော်ရီချင်းဝမ်ပေါင်း20ပေးတယ်ဂိုးပေါင်းချင်းက3ပေါင်း30ပေးတယ်ဗျဒီချင်းကလက်ရှိဒီနှစ်သင်းကြောင်းမှာကွက်တီကိုဖွင့်ပေးထားတဲ့ချင်းတခြား EPL အသင်းကြီးဆိုဒီထက်ပိုပြီးနည်းနည်းလေးတော့ချင်းပြင်းလိမ့်မယ်ဒါပေမဲ့ချက်စင်းဒီပရီးမီးယားလိဂ်ကြီးချောက်ကြီးထဲမှာဘိုဂီဂျောင်ထိုးထားတဲ့အသင်းလုံးဝအထင်မကြီးတဲ့အသင်းဖြစ်နေတော့ဒီဘက်မှာချက်စင်းကပေးသိပေးထိုက်တဲ့ခြေလမ်းတစ်ခုပေါ်မှာပဲခွာထိုင်ပြီးတော့ပေးထားတယ်ဒီဘက်မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်တစ်ကြောင်းပဲကြိုက်ပါတယ် စုံရီလိုက်ပါနားထောင်ပေးကြကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ချင်းမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ